မြန်မာမာလေးတယောက်ကိုကဲတဲ့ရဲနဲ့အသက်ဆုံးရှုံးကြတဲ့အီသီယိုးပီးယားသူလေး Sorry Arabia နိုင်ငံမှာမြန်မာမာလေးတယောက်ကိုကဲတဲ့ရင်ကွဲလွန်သွားရှာတာကအခုမြင်နေရတဲ့အီသီယိုးပီးယားနိုင်ငံသူဖြစ်ပါရီမြန်မာနိုင်ငံကအမျိုးသမီးတွေတော်တော်များဟာနိုင်ငံသားကိုထွက်လွတ်လုကြရပါရီဒီလိုလုကြရင်းနေတဲ့မြန်မာမျိုးသမီးတွေဟာညပြလာတဲ့အလုပ်ချိန်ပူပြင်းလာတဲ့ရှားတီအုတုဘာသာစကားအခက်အခဲတွေကြောင့်အသက်ဆုံးရှုံးမှုတွေရှိလာရပါရီ Sorry Arabia နိုင်ငံမှာ အသက်အနေကျုံခဲ့ရတာကမဆန်းနေပါ မက်ဆန်နီယာဆော်ရီအာရေဗျာနိုင်ငံမှာသူမလိုပဲအလုပ်လုပ်ဖို့လာတဲ့အီသီယိုးပီးယားနိုင်ငံသူနဲ့ကြိုတွေ့ကြရတာဖြစ်ပါတယ်။အီသီယိုးပီးယားနိုင်ငံသူလေးနဲ့မြန်မာနိုင်ငံသူမက်ဆန်နီတို့ဟာတော်တော်လေးခင်မင်ရှင်နေသွားတာပါ။ဒီနေ့မှာတော့သူတို့နှစ်ယောက်ကအပြင်ကိုဈေးဝယ်ချက်ရဲ့မြန်မာနိုင်ငံသူမက်ဆန်နီကိုကားတိုက်မလို့ပြစ်ခဲ့ပါတယ်။ဒီလိုချိန်မှာအီသီယိုးပီးယားသူလေးကမြန်မာမလေးကိုတုံးဖေကသူမအတန်နဲ့ရှင်ကမြန်မာမလေးကိုကဲလိုက်တာဖြစ်ပါတယ်။သူမကတော့ကွယ်လွန်ဆုံးပါခဲ့ရပါတယ်။ဒါကြောင့်လေမြန်မာမလေးခင်မမမဖြစ်စင်းတဲ့အောင်ဖျားရှာတာပါ။ အဆိုပါအီသီယိုးပီးယားနိုင်ငံသူမှာတမိလီတယောက်ရှိနေပြီးအခုချိန်ရင်တိုင်းမှုကြောင့်ရော်ဂျီယာကဂျက်ဘော်ဒီကိုတော့အီသီယိုးပီးယားနိုင်ငံကိုပြန်သေးသွားပြီလို့ဆိုပါရီ